်နိုသက်သက်သုံးဆယ်လေးလောက်တည်းကဝါနာပါပေါ့ဒါပေမဲ့အဲ့မှာမိလာမှာကျတော့လဝေးကလပ်မရှိခဲ့ဘူးမရှိတော့ဟိုကိုကိုအဲ့လိုအစမ်းသားတက်တဲ့လောက်ဟိုကစားင်းနဲ့ဆရာဇာတ်နဲ့တွေ့ရပါတယ်ဆရာဇာတ်နဲ့ကစားင်းနဲ့မှအဲ့ဒီလဝေးပွဲဒီချိန်မိတယ်ကျွန်တော်လည်းအခုပြန်ကဲမဲ့ဖြဲဖြဲမဲ့ကတော့ဟိုငွေဆောင်မင်းလို့ခေါ်တာသူကတူတရလို့ပြောရတယ်အခုမှခုမှခုမှမျိုးဆက်တည်းလို့ပြောရတယ်အကောင်းဆုံးတော့အလဲထုံးနဲ့တော့အနိုင်ရဖို့စိတ်ကြီးထားပါတယ် ကျွန်တော်သက်35 40အထိဟိုချန်ပီယံတယောက်ဝမ်းချန်ပီယံရှင်မှာချန်ပီယံတယောက်ဖြစ်ဖို့ဒီပြည့်ရထားပါတယ်စူလင်းရဲ့ဟိုဟာထွန်းထွန်းရဲ့အကြိုက်ရဲ့အားကစားမှာမြောက်အလုံးမဲ့လိုင်းရောအမိရောဖြစ်ပေါ်ပါတယ်ကျွန်တော်တို့ဘယ်ကစားသမားမှမလျှော့တော့ပါဘူးကျွန်တော်ကိုပဲကျွန်တော်မြင်ပါတယ် ဒီပွဲကိုလည်းကျွန်တော်အကောင်းဆုံးလဲထိုးနဲ့ပဲထိုးမှာပါကျွန်တော်ပထမပွဲနေမှာလည်းအလွယ်ကူနဲ့ပဲထိုးနိုင်ပါတယ်အဆင်ပြေပါတယ်ကောင်းတော့ကိုထွန်းထွန်းမင်းတို့ဖြစ်ပါတယ်ကျွန်တော်လေးသားကြရတာတော့ကျွန်တော်ကတော့ငယ်လေးတွေကဝါနာပါတာပါလောက်ရကျွန်တော်အားပေးကြပါအောင်လို့ပြည့်သက်တွေကျွန်တော်အားပေးနေပေးချက်တွေလည်းထူးကျေးဇူးတင်ပါတယ်လို့ကျွန်တော်ပထမပွဲမှာ view တွေကပိုင်ကြီးနဲ့ထိုးခဲ့ပြပါတယ် ဟိုပထမချီမှာပဲပထမချီ10မိနစ်မှာပါတယ်အလဲထိုးနဲ့အနိုင်ရရှိခဲ့ပါတယ်ဒီပွဲကိုအကောင်းဆုံးပြင်သားပါတယ်ကျွန်တော်ဒီလဝိတ်လောကကို30ကျော်လောက်ဒီခမန်းထားပါတယ်အဲ့လောက်ကြီးထိုးတက်သွားမယ်လို့ကျွန်တော်ကျန်တဲ့ဆောင်ကစားသမားတွတ်မချောင်ဖြစ်ပါတယ်သူရဲ့မာကုံနဲ့တတိယရဲ့ဇွဲကိုကြိုက်ပါတယ်စကိုင်းနန်းကနေတချို့အပေဘူဖိတ်ခေါ်ပါတယ်